အားလုံးပဲမင်္ဂလာပါအခုကဒီကျွန်တော် grade 11 evening ကနေမှာအဲ interpersonal နဲ့ relationship အကြောင်းနဲ့ပတ်သက်ပြီးတော့ presentation လုပ်တော့မှာဖြစ်ပါတယ်အရင်ဆုံးဒီ presentation မစခင်အခုလို့အဲ presentation ကိုလုပ်ခင်းအဲပြောင်းလုပ်ပြီးသွားရင် feature တော့ကျေးဇူးတင်ပါတယ်အဲဒီလို presentation လုပ်ခင်းရတဲ့အတွက်ကျွန်တော်ပါရမလို့ဆိုတော့အဲဒီအထင်ပေါ်ပေါ့နော်ကျွန်တော်အချင်းချင်းပူပေါင်း set of ပူပေါင်းလုပ်ဆောင်မှုကပို့ပြီးတော့ကောင်းလာတယ်နောက်ပြီးတော့ဒီ interpersonal relationship လုပ်လိုက်တော့အတွက်ကြောင့် ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မသိခဲ့တဲ့အရာတွေနဲ့ဟိုအခုပုံပြီးတော့ဒီပါမယ်အဲလူမှုဆက်ဆံရေးပေါ့နော်အခုကလူမှုဆက်ဆံရေးနဲ့ပတ်သက်တော့အဲလူမှုဆက်ဆံရေးဘက်မှာလည်းဒီပုံပြီးတော့ဘယ်လိုကောင်းမွန်အောင်လုပ်ရမလဲဆိုတော့ဒီပါမယ်အဲ့တော့အဲဒီ presentation နဲ့စလိုက်ပါမယ်နော်အရင်ဆုံး interpersonal relationship ဆိုတာပါလဲပေါ့ interpersonal relationship ဆိုတာအဲကိုကနေမှတအူးအဲတအူးတက်ဖက်ပေါ့နော်တအူးတက်ဖက်တအူးတက်ဖက်ပဲဖြစ်စေအဲအများနဲ့ပဲဖြစ်စေဒီလိုမျိုး အဲလူချင်းချင်းပေါ့နော်လူချင်းချင်းဆက်ဆံမှုကိုဒါ interpersonal နဲ့ relationship ခေါ်ပါတယ်အဲ့တော့ဒီလို interpersonal relationship မှာဘယ်လိုအပြုမိပါလဲအဲတဦးပေါ်ဘယ်လိုတက်ရောက်လဲဆိုတော့ဒီစဉ်းစားပြောပြုမှုဆက်ဆံပါမယ်နောက်ပြီးတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုကိုကဒီကိုယ့်ရဲ့ကိုကိုကကိုဒီတိန်ထားမတိန်ထားပဲနဲ့အဲထုတ်ပေါ်ပြီးတော့တရားတဦးတစ်ဖက်ကိုပေါ်ပြရမယ်ဒါဆိုရင်ဒါအဲ interpersonal relationship ဖြစ်ပါမယ် ဲ့တော့ဒီ interpersonal relationship ကဘယ်ကနေစလိုက်လို့ဆိုတော့ဒီကိုနဲ့မသိရင်တော့အဲကိုနဲ့ဟောကိုနဲ့မရင်းနှီးရင်တော့တာကြီးခင်မင်းမရင်းနှီးမှုမရှိရင်တော့အတီးတဲအတီးတယောက်ဖြစ်စေသူကနေဒီမှာအဲဒီလိုဆက်ဆံမှုကနေမှာရင်းနှီးရဲ့တကယ်ချင်းဖြစ်စေအဲနောက်ပြီးတော့ကိုချစ်ခင်ရရဲ့တူတက်ပဲဖြစ်စေပြီးရင်ကိုယ့်ရဲ့မိသားစုဖြစ်စေဒီဒီလောက်ထိအဲကြံပြတ်ပါတယ်ပေါ့နော်ဒီဟာ interpersonal relationship ကအဲ့တော့ဒီ 個那啲農業生產業佈局啊，哪嚟咩？誒，聽聽下面順應，把一批老分組，誒，農牧生產業佈局搞哪嚒？我諗，特別特別好，生產業佈局搞唔哪嚒？誒，誒，佈局係咧，誒，人民哪嚒？係咯，誒，把這類事情做啊，你哪陣時諗？Interpersonal relationship 嗰開碼地面，老多嘢咪切個你嚟去排先。t r e s y Zader 道過的五種基本事件。 ယုံကြည်မှုဆိုတာကတော့အလွယ်တကူရယူလို့လည်းမရတလို့ချိုးပြက်ခံရရင်လည်းပြန်တည်ဆောက်ဖို့ခက်ခဲပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဘဝမှာဆိုရင်အာသူတစ်ပါးရဲ့ယုံကြည်မှုကိုမချိုးဖျက်မိဖို့ကအရင်ကအရေးကြီးပါတယ်။ Talk openly ပူပန်လင်းလင်းပြောဆိုမှုပူပန်လင်းလင်းပြောဆိုမှုဆိုတာကတော့ကျွန်တော်တို့ရဲ့ဘဝအတွက်အလွန်ကိုအရေးပါတဲ့ခန့်ကန်တာကနေပါဝင်နေပါတယ်။ဒါကြောင့်မို့ကိုယ့်ဘက်ကအဆင်ပြေကြ တကယ်လို့ကိစ္စကိစ္စတစ်ခုမှာအခက်အခဲရှိလို့အဆင်မပြေတဲ့အကြောင်းကိုပုံမှန်လေးလေးပြောဆိုရတာဟာဆိုရင် ကျွန်တော်တို့အတွက်ရောလူမှုတိုင်းဝိုင်းအတွက်ပါတကယ်ကိုအကျိုးဖြစ်စေပါရဲ့ Respect each other တို့ကိုယ်တူလေးစားမှုရှိခြင်းတို့ကိုယ်တူလေးစားမှုဆိုတာကတော့အရန်ကိုအရေးကြီးပါရဲ့အခုခေတ်မှာဆိုရင် some people only know the spelling of respect ဆိုတဲ့အတိုင်းပါပဲကျွန်တော်တို့ဟာလေးစားမှုကိုလက်တွေ့ဘဝမှာလည်းလိုက်လုပ်ဖို့အရန်ကိုလိုအပ်ပါရဲ့ နောက်ထပ် be kind and caring ကျင်နာမှုရှိခြင်းနဲ့ give side မှုရှိခြင်း give side မှုနဲ့ကျင်နာမှုဆိုတာက inter interpersonal relationship မှာလည်းမဟုတ်ဘဲနဲ့ relationship time မှာဆိုရင်လိုအပ်တဲ့အရာလို့မြင်မိပါတယ်ဒီလိုတရားနဲ့တရားကိုကျင်နာမှု give side မှုရှိခြင်းဟာဆိုရင်ကိုယ်တိုင်းနဲ့မကဘဲနဲ့ကိုမိပါကိုဆွေမျိုးကိုတငယ်ချင်းတွေကိုပတ်ဝန်းကျင်မှာနှွေးထွေးမှုကိုဖန်တီးနိုင်မှာပဲဖြစ်ပါတယ် Say sorry when wrong အမားလုံးမိရဲ့အခါတောင်းပန်ခြင်းအမားလုံးမိရဲ့အခါတောင်းပန်မှုဝင်လင်းနေတင်ပါဘူးနောက်ပြီးကျွန်တော်တို့ဟာကျွန်တော်တို့အမားလုံးမိရဲ့အခါကျွန်တော်တို့အပေါ်ထင်မြင်လွဲမှုတွေကိုတောင်းပန်ပြီးတော့နားလည်မှုရှာယူတင်တယ်လို့ထင်ပါတယ်ဒါကတော့ interpersonal relationship ကိုတည်နေစေမယ့်အချက်ကလေးပဲဖြစ်ပါတယ်ရှင်အော်ကျွန်တော်ကတော့ဒီ impersonal relationship ရှိလို့ရှိရင်ဘယ်လိုမျိုးပြည့်ပြတ်သွားနိုင်လဲဆိုတော့အချက်၅ချက်နဲ့ရှင်းပြရမှာဖြစ်ပါတယ် ဓမ္မဆောင်ချက်ကတော့ loneliness ပါအထူးကြောင့်အဲ့တော့ဥပမာအနေနဲ့ပြရမယ်ဆိုရင်တော့ចောင်းသားတဦးကចောင်းသူကိုပြောင်းရွှေ့သွားတဲ့အခါမှာ तू ကအဲတငယ်ချင်းဒီအဲမိတ်ဆွေဖွဲ့ခြင်းလည်းမရှိဘူးအခါကြလို့ရှိရင်သူရဲ့ကြောင်းရဲ့နေရှင်ဘဝကြောင်းမှာရှိတဲ့ activity တွေအကုန်လုံးကိုသေးဖွဲ့လေးရနေစားပြီးတော့ကြီးမားတဲ့အထိကိုတယောက်တည်းလှုပ်ဆောင်လာတယ်ပြောလို့ရှိရင်လူမျိုးအဲ့ဒီအရာကလည်းသူ့ကိုတခြားလူတွေကွဲထွက်ပြီးတော့တသက် တယောက်တည်းဖြစ်နေတယ်လို့ခံစားစေနိုင်တယ်ပေါ့နော်။သူကရင် stored assets နဲ့အဲ့ဒါတော့စိတ်ဖြစ်မှုနဲ့ဝန်တယ်မှုပေါ့နော်။အာဥပမာလူတစ်ယောက်ကသူကပြဿနာတစ်ခုဖြစ်လာတာအဖြစ်ဖြစ်ဒါမှမဟုတ်ဒုက္ခတစ်ခုကြောင်းနေတယ်။ဒါပေမဲ့သူ့မှာအဲ့ဒီຢာတွေကိုရင်ခွင်ကိုပြောပြပေးမှုရင်းနှီးရတဲ့ငွေချင်းဆိုတာမရှိဘူး။ရှိတဲ့အခါကျလို့ရှင်သူ့ရဲ့ခံစားအာချက်တွေကိုသူကသူ့ရဲ့အာရင်ထဲမှာပဲတင်ဆက်ရမယ်။အခါကျလို့ရှင်ကြာလာတဲ့အခါမှာအဲ့ အဲ့ဒီလူကသူစိုက်ပြစီမှုနဲ့ဝန်ထမ်းမှုတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ခါကျလို့ရှိရင် ကျမယူလေထိခိုက်သွားစေနိုင်ပါလေသူကရေ low or self esteem အဲ့ဒါတော့အာလူတယောက်ကသူက social media ပေါ်မှာပုံတပုံတင်လိုက်မယ်ကွာဒါပေမဲ့တင်လိုက်တဲ့ပုံကိုသူကကိုမတ်အဲ့လိုမျိုးအောက်ကနေပြီးတော့ကိုမတ်မှန်တာမျိုးပုံမှာ like ပြတာမျိုးမရှိဘူးရှိတဲ့အခါကျလို့ရှိရင်သူ့ကိုယ်သူခံစားလာရမယ်အာသူက မလာတာလားဒါမှမဟုတ်မချောတာလားဒါမှမဟုတ် perfect ဖြစ်မနေဘူးဆိုတဲ့ခံစားချက်ကြီးလေးအဲ့လိုမျိုးခံစားလိုက်ရနိုင်တယ်ပေါ့နော်ဘာလို့ရှိရင် communication skill အားနေတာပေါ့အဲ့ဒါတော့ကျွန်တော်တို့ဒီဆယ်ကျော်သက်အရွယ်ဒီမှာဖြစ်တာများတယ်ပေါ့နော်ဒီမျိုး communication skill အားနေတဲ့ခါကျတော့သူကအဲ့လိုမျိုးလူကြီးနဲ့စကားပြောတာပြီးပြည့်တရုရွယ်ထူတာမဟုတ်ကုထံရွယ်လူနဲ့စကားပြောတဲ့အခါမှာ အဲ့လိုမျိုးကြောက်ရွံ့မှုတွေအဲ့လိုမျိုးစကားပြောမဲ့အခါကျလို့ရှိရင်လည်းရှောင်ကျင်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာနိုင်တယ်။ပြောလို့ရှိရင်အဲ့လိုမျိုးဖြစ်လာတာကြာလာတဲ့အခါကျတော့ तू ကစကားပြောတယ်စကားဝင်ပြောတဲ့အခါကျလို့ရှိရင်လည်း तू ပြောတဲ့စကားတွေကရှင်းလင်းမှုမရှိဘူးရှင်းလင်းရှင်းရှင်းလင်းလင်းမပြောတတ်ဘူးမပြောတတ်တဲ့အခါကျတော့တခြားသူတွေကိုအဲ့လိုမျိုးသူ့ရဲ့စကားတွေကနားလည်မှုလွယ်သွားတာမျိုးအထင်လွဲသွားတာမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်။ပြောလို့ရှိရင်ပျော်ရွှင်မှုနည်းပါးလာတာပေါ့။ပျော်ရွှင်မှုနည်းပါးလာတာကျတော့ဘယ်လိုမျိုးလဲဆိုတော့ ာယောက်ျားလေးတယောက်ကသူကအဲ့လိုမျိုးကျောင်းကအားကစားပွဲတစ်ခုလုပ်တယ်အဲ့အားကစားပွဲတစ်ခုမှာသူကအားကစားစုအာစုကိုရလာတယ်ဒါပေမဲ့သူ့ကိုအဲ့နေရာမှာအားပေးမှုသူကသူ့ရဲ့မိသားစုဒါမှမဟုတ်သူ့ရဲ့ရင်းနှီးရဲ့တငယ်ချင်းအပေါင်းဖို့မရှိဘူးအရှိရကကျတော့သူကဒီစုကြီးကိုရလာတဲ့အတွက်ဝမ်းသာသွားပြင်ပေအဲ့ဥစားကခဏလေးပဲပေါ့နော်ကြာရှည်မကောင်းဘာလို့ဆိုတော့သူ့အားပေးမဲ့လူလည်းမရှိတဲ့ခါကျတော့ခဏတာပဲ ဝန်တာဝါပြီးတော့သူ့ကိုပို့ပြီးတော့ဝန်နေစေနိုင်တယ်ပေါ့နော်โอเคตอนนี้สับอยู่แล้วแต่อินเตอร์ฟาสเนอร์รีเลชั่นชิพเนี่ยปัตตาบุรีนะแต่ซึ่งมีการเรียนรู้เกี่ยวกับรีเลชั่นชิพอยู่แล้วเนี่ยที่ชิบาได้เลยอุปมาเพียงเนาะมีทัศน์สื่อสารอยู่ family relationship นี่ family relationship ဆိုတာမိသားစုဆက်ဆံရေးဒီပတ်တမီးပေါ်မှာစုံမျိုးတွေချာကဆက်ဆံရေးရရှိတည်တံ့နေတော့ခင်းကြောင်းနေတဲ့ relationship ကိုပြောပြပါတယ်။နောက်ထပ်ဒီ duty ရတဲ့ channel တွေကတော့တမီးချင်းဆက်ဆံရေးဖြစ်တဲ့ friendship ပေါ့။ friendship ဆိုတာယဉ်ကျေးတဲ့မိတ်ဆွေတွေချာကဆက်ဆံရေးအရေးပေါ့ပဲ။ဒီဆက်ဖို့ပြောင်းဖို့အာစနေတကျလိမ့်တာပြင်တင်ရလို့ထင်ပါတယ်။ဒုတိယတတိယတဲ့ channel တွေဖြစ်တဲ့ romantic relationship ဒီမှာ religious space ဆိုတာအခြေဆက်ဆံပြီးဖြစ်တဲ့ဖြစ်သူတွေလင်းရတဲ့ခြေကနှစ်ချက်နဲ့ခစားချက်တွေပတ်သက်တဲ့ဆက်ဆံမှုတွေအကြောင်းကိုအနောက်နောက်ဘက်လေးစားနိုင်မှာမရှိအောင်ဒီလိုစားစားချစ်ချင်းဖြစ်အောင်လုပ်ရတဲ့ဒီလိုတဲ့ချက်တွေဖြစ်ပါတယ်။ဒါစတုတ္တအချက်အနေနဲ့ကတော့အလုပ်ကိုဆက်ဆံရေး popular relationship popular relationship ဆိုတာအလုပ်ကဝင်နေမှရှိတယ်ပေါ့နော်။လုပ်ပုံစံတွေအထောက်အကူတွေကြောင့် professional society ကြောင့်ဒီလိုသာပြင်တင်တဲ့အချက်တွေဖြစ်ပါတယ်။ဒီစမချက်နဲ့အတိအကျဆက်ဆံဖြစ်တဲ့ aquatic state ရပိုင်ရန်ကတွေ့ဆုံဆက်ဆံရတဲ့သူတွေနဲ့ပတ်သက်တဲ့ဆက်ဆံရေးကြောင့်ဖြစ်ပါတယ်။ဒါကတော့ရပိုင်ရန်ကတွေ့တဲ့ဘောနောကိုတတိမထားတဲ့အခြေချာမှာအာခင်မင်မှုသူ့ဖွာလာဒီဒါနတာစားတာဖြစ်လာအောင်အရေးချင်းတမျိုးကိုပြင်လေးလာတဲ့လို့ထင်ပါတယ်။ ကောင်းမှုနဲ့လူမှုစစ်ဆင်ရေးဒီဟာကျွန်တော်တို့ရဲ့စိတ်ပန်းဆိုင်ရာနဲ့လူပန်းဆိုင်ရာကျမ်းမာရေးကအရေးကြီးပါတယ်။ခံမာတဲ့စစ်ဆင်ရေးတွေကစိတ်ပစ္စည်းကိုရှေ့ထပ်ပေးနိုင်တယ်၊ပျော်ရွှင်မှုကိုပေးပါစေနိုင်တယ်။အခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါမှာလည်းအပိတ်ကိုလည်းရှိစေနိုင်ပါတယ်။ဒါကတော့ interpersonal relationship ရဲ့အသေးပေနဲ့အရေးပါပုံကိုရှင်းပြထားတာပါပဲ။ကျွန်တော်တို့ grade ဒီနေ့ကျွန်တော် if in grade 11ကနေပြီးတော့နားလည်ဖလောက်ပြီး c'est suis un peu